မင်္ဂလာပါဆရာကိုဆိုင်ဝမ်းပါဗီဒင်နဲ့အချားမြေပါရမီရှင်ဖြစ်ပါတယ်အဲ့တော့ညီမလေးနန်းခမ်းမွန်နဲ့ညီမဓမ္မမိတ်ဆွေချဲတီမြိုင်ကိုဆရာတခါလေးဖြည့်ပေးလိုက်ပါတယ်နော်ငကားတိတ်ထံပြန်လဲလူတန်းကျင်နဲ့ဒါတာဝကကြီးပထန်းဆက်တွေကိုဆရာပြန်လဲတင် जा ပေးလိုက်ပါတယ်ဆရာတို့မိမိရဲ့အိမ်ဖျားမှာဆရာကငကားတိတ်ထံနဲ့ပတ်သက်ပြီးတော့မှနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ဆရာတို့မိရဲ့မိမိအိမ်မှာရှိတဲ့ဖျားเจ้าတော်ရာမှာ ပန်းဝါဆယ်ဝင်းဆယ်ဝင်းနဲ့နွားနို့တစ်ခွက်အချက်ကိုလှူဒန်းပေးရမှာဖြစ်ပါတယ်။နွားနို့ကအချက်ဖြစ်ရပါမယ်။ဗုဒ္ဓမြတ်စွာဘုရားကိုလှူဒန်းတာမှာနွားနို့ကအချက်ဖြစ်ရပါမယ်။ပန်းဝါကဆယ်ဝင်းဆယ်ဝင်းအပွင့်20ဖြစ်ရပါမယ်။ဒီနေရာမှာဆရာတို့ကပန်းဝါကဆယ်ဝင်းထက်ရော့လို့မရပါဘူး။ဒါကဘုရားကိုကတ်တဲ့ပုံစံမှာနွားနို့နေရာမှာနိုးစီနိုးမုံနိုးစိမ့်အဲပဲတို့အစသဖြင့် ရပါတယ်เนาะဒါအချက်ဖြစ်ရပါမယ်အစိမ်းမဟုတ်ပါဘူးเนาะဒါကတော့ဖះကိုလူတာပါ၃ရက်အတွင်းငွေတွေတိတိတတဝင်ပါတယ်ပိတ်နေတဲ့လက်တွေပိတ်နေတဲ့ကန်တွေစီးပွားရေးတွေတိတိတတတတ်ပါတယ်ဆိုင်ထားတဲ့လုပ်ငန်းတွေတိတိတတပြည့်လည်ပါတယ်เนาะအင်ပါတန်မှငွေဝင်ကျန်းတဲ့ ပန်းဝါနွားတို့ကန်နီဖြစ်ပါတယ်နောက်တစ်မျိုးကတော့ဆရာတို့ငကားဒိတ်ထန်ကန်နီဖြစ်ပါတယ်ငကားဒိတ်ထန်ဝိတုပခဏငကားမင်းကြီးနဲ့ငကားတထောင်မဲတော်ကြီးရဲ့ပုံတော်ဦးတော်ဆရာရဲ့အကောင့်နေမှာလာတောင်းပေးပါ Viber Telegram နေမှာလာတောင်းပေးပါ Telegram မရှိဘူးဆိုလို့ရှိရင်ဆရာကို Viber မှာလာတောင်းပေးပါဗောနော်အဲ့တော့ငကားဒိတ်ထန်ကကြတော့ဖះเจ้าတော်ရရဲ့ နော်ကျွန်တော်ပြောဘေးလေးပဲဖြစ်ဖြစ်ကျွန်တော်ပြောအောက်မှာခုံနေနေပဲဖြစ်ဖြစ်ဘေးနားလေးမှာပဲဖြစ်ဖြစ်ထားပြီးတော့မှပုံတော်မရှိလို့ရှိရင် ပုံတော်ဆရာစီမှာလာတောင်းလို့ရပါတယ်ပုံတော်မရှိလည်းရတယ်ရှိလည်းရတယ်ပေါ့နော်ပုံတော်မရှိရင်လည်းအာယုံလေးနဲ့ကျွန်တော်ဇပွဲပေါ်မှာတင်ပြီးတော့မှလှူဒန်းနေဆိုလည်းရပါတယ်ဝိတုပက္ခနဂါမင်းကြီးနဲ့နဂါတထောင်မေတော်ကြီးဖြစ်တဲ့အတွက်တပောင်းကိုဆယ်ဝင်းဆယ်ဝင်းဆယ်ဝင်းထက်ရောလို့မရဘူးနော်သူ့ရဲ့တစ္ဆာဂရီနဲ့တွားတာဖြစ်တဲ့အတွက်ဆယ်ဝင်းထက်ရောလို့မရပါဘူးမအောင်ဘူးပေါ့နော်ဆယ်ဝင်းထက်ရောရင်မအောင်ပါဘူးနော်ဆယ်ဝင်းထက်မရော ရဘူးဆက်ဝန်းထက်များနေကောင်းနေပဲပေါ့နော်အဲ့တော့ရွှေရောင်သုံးဆောင်ခွက်ကလေးတွေကိုအသုံးပြုပြီးတော့မှနွားနို့ကအစိမ့်ဖြစ်ရပါမယ်နို့အစိမ့်နှစ်ခွက်နော်နှစ်ပါးဆိုတော့ဆယ်ဝန်းဆယ်ဝန်းဆယ်ဝန်းထက်များလို့ရပါတယ်ပန်းအဝါဆယ်ဝန်းဆယ်ဝန်းတောက်တော့ရေတစ်ခွက်တစ်ခွက်နွားနို့အစိမ့်တစ်ခွက်တစ်ခွက်ကြက်ဥအစိမ့်ငါးလုံးငါးလုံးပေါက်ပေါက်တပကံတပကံတကယ်လို့ကိုကနွားနို့လည်းမတတ်နိုင်ဘူးစင်းရဲတယ်ပတ်စံမရှိဘူးမသုံးနိုင်ဘူးကြက်ဥကိုလည်း မြန်မာပြည်မှာပတ်စံဆင်းရဲတယ်မတက်နိုင်ဘူးပတ်စံဆင်းရဲတယ်မတုံးနိုင်ဘူးဆိုလို့ရှိရင်နောက်ဆုံးအဆင့်ပေါ့နော်နောက်ဆုံးအဆင့် no နဲ့ပေါက်ပေါက်ကတော့ရအောင်လှူပေးပါနော်ဘာလို့လဲငကားဓာတ်ဖြစ်တဲ့အတွက်ဆရာတို့ကနိုးနဲ့ပေါက်ပေါက်ကအဓိကအရေးကြီးဆုံးပဲပတ်စံမတက်နိုင်လို့ကြက်ဥကမလူနိုင်ဘူးမလူခဲနိုင်ဘူးဆိုလို့ရှိရင်ဆရာတို့က နွားနို့အစိမ်းနှစ်ခွန်းနဲ့ကြက်ဥနော်အာကြက်ဥတောင်ဖြစ်ကုန်ပြီပေါက်ပေါက်နှစ်ပကံကတော့ဆရာတို့လှူဒန်းပေးရမှာဖြစ်ပါတယ်ဒါကြက်ဥမတက်နိုင်တဲ့သူတွေပေါ့နော်တက်နိုင်တဲ့မိတ်ဆွေတွေကတော့စုံစုံလင်းလင်းလေးလှူပေးတာတော့ပိုကောင်းတာပေါ့နော်အဲ့လိုလေးကပ်ပြီးတော့မှမိမိကြုံနေရတဲ့အခက်အခဲကိုဒိတ်ထန်တင်လို့ရပါတယ်ဒီနေ့မှဆိုလို့ရှိရင်ဆရာကိုဆိုင်ဝမ်းကတိတိတတပဲငကားဒိတ်ထန်နဲ့ထီပေါက်ကာထာကိုတထောင်ရွတ်တာပေါ့နော်အခောက်တထောင်ရွတ်တာငကားဒိတ်ထန်လည်းဆူတောင်းလိုက်တယ်ဒီဆရာအမြင်နဲ့မဲ့ဆူတောင်းပါတယ်အခုမှမဟုတ်ပါဘူးအခုမှတင်အခုမှ ပထမ်းဆက်တွေကိုဆရာက တင်ပေးဖြစ်တာပေါ့နော်အတိပေးဖြစ်တာပေါ့ဆရာကကတ်နေတာကြာလာပြီနော်ငကားအဋ္ဌချံကလည်းအောင်နေတာလည်းကြာလာပြီကတ်နေတာလည်းကြာလာပြီဆိုတော့အချိန်40ရှိသွားပါပြီဆရာကိုဆိုင်းဝမ်းအာစကဘူတိုတိုပေါက်တာကအချိန်40ရှိသွားပါပြီထိုင်းထီကဘယ်လောက်လဲ 26ကြိမ်ရှိသွားပါပြီဆရာတို့ပေါက်တာပေါ့နော် time t ရ26ကြိမ်ပေါက်ပါတယ်အသေးလေးတွေပဲပေါ့နော်အကြီးကြီးတွေကတော့ဘယ်ချိန်လာမလဲမသိသေးဘူးအသေးစုလေးတွေနဲ့အလက်စုလေးတွေကိုတောက်လျှောက်ပေါက်နေတယ်ပေါ့နော်ပြီးတော့စကဘူတိုတိုကအကြိမ်40 sweet t ရကြတော့ဆရာတို့ ခမန်းချီမသိတော့ဘူးပေါ့နော်ဆရာတို့ဟောတိုးဟာမှနှုတ်မှာပဲမှတ်ထားတဲ့အတွက်ထားလိုက်တော့ပေါ့နော်အဲ့တော့အချိန်ကြီးရတော့များနေပြီပေါ့နော်ဆရာတို့အချိန်ကြီးရတော့များနေပြီဆိုတော့အဲ့တော့ဒီငကားတိတ်ချံအောင်တာနဲ့ထီပေါက်ကတာရွတ်လို့ဖြစ်ပါတယ်နော်အခုဒါပထမဆက်တာဝကတွေပြန်လုံချင်တဲ့ဆရာကြီးတင်ပေးပါအောင်လို့ပြောလိုက်တဲ့ဆရာကပြန်လဲပြီးတော့တင် जा ပေးလိုက်တာဖြစ်ပါတယ်ဒီလိုပုံစံကတ်လို့ပုံစံလူတန်းလို့ရပါတယ်ဒီနေရာမှာအရန်အရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်တစ္ဆာဆိုပုံဆရာလိုင်းကိုမတင်ထားပါဘူး နော်။ဘာလို့လဲတခြားသူတွေလိုက်ပြီးဆရာကို copy လိုက်ဖြတ်မှာစိုးတဲ့အတွက် copy ကူးမှာစိုးတဲ့အတွက်သူတို့နီးဆိုပြီးလောက်မှာစိုးတဲ့အတွက်ဆရာရဲ့ကိုပိုင်နီးဖြစ်ပါတယ်။ဘသူစီယာမှာခိုးချကူးချထားတာမဟုတ်ပါဘူး။ဆရာဆိုင်ဝမ်းရဲ့ကိုပိုင်နီးလန်းဖြစ်တဲ့အတွက်တစ္ဆာဆိုပုံကိုလိုင်းကိုလိုင်းပေါ်မှာဆရာမတင်ထားပါဘူးဘသူကိုမှလည်းပြန်ဖြန့်ခွင့်ဆရာမပြုထားပါဘူးတကယ်လို့ကိုကလိုချင်တယ်မိမိကလိုချင်တယ်ဆိုရှင်ကန့်ကန့်ရှင်းနေရဆရာကိုဆက်သွယ်ပြီးတော့မှမရရအောင်ဆက်သွယ်ပြီးတော့မှ Viber နဲ့ TikTok မက်ဆေ့ချာလုံးဝစကားပြောလို့မကောင်းပါဘူးเนา TikTok Messenger ကိုမလာပါနဲ့ Viber Channel Channel ရှိပါတယ် Viber Account မဟုတ်ဘူးเนาะ Channel เนาะ Viber Channel နဲ့ Telegram Channel တို့မှာဆရာကိုလာဆက်သွယ်လို့ရပါတယ် Facebook စိုင်းဝမ်အင်္ဂလိပ်လိုနှလုံးထဲပဲ Facebook Page မှာလည်းလာရောက်ပြီးတော့တောင်းခံလို့ရပါတယ်ဆရာစီမှာတစ္ဆာဆုံပုံအရေးကြီးပါတယ်เนาะတစ္ဆာဆုံပုံကဆရာ line ပေါ်မှာလည်းမတင်ထားဘူးခွန်ရသားသမီးတွေလိုချင်လို့ပေးလိုက်လို့ရှိလို့ရှိရင်လည်းနောက်တစ်ဆင့်ကိုပြန်မဖြန့်ခိုင်းဘူးဆရာကဘာလို့တုံးဆိုတော့အရန်ဆရာရဲ့တစ္ဆာစုပုံဆရာအရန်တောင်းပို့ထားတာဖြစ်တဲ့အတွက်သူများတွေကူးချခ ိုးချမှာစိုးတဲ့အတွက်ကိုဆရာကလိုင်းပေါ်မှာတော့မတင်ထားဘူးเนาะအဲ့တော့ဆရာရဲ့ကိုပိုင်နီးလန်းဖြစ်တဲ့အတွက်ဆရာအရန်တံပိုးထားပါတယ်အလွန်လဲအစွမ်းထက်ပါတယ်เนาะအဲ့တော့ဒါအခုလိုမျိုးညီမလေးနန်းခမ်းပေါ်နဲ့ဓမ္မမိတ်ဆွေချယ်ဒီပြိုင်တို့ပြန်လဲတောင်းဆိုလိုက်တဲ့အတွက်ဆရာကချစ်ခင်ရိုသေလေးစားစွာနဲ့ဆရာပြန်လဲတင်ကြားပေးလိုက်ပါတယ်အရန်ကိုအစွမ်းထက်ပါတယ်တိတိတတစီပွားတက်တယ်ပြောမှန်ဆိုရင်တော့လေတိတိတတစီပွားတက်တယ်ငွေဝင်ချမ်းတယ်အထိတ်ချန်နေအောင်တယ်ပေါ့เนาะအဲ့တော့တက်ဆာစုံပုံကိုတော့ဆရာပြောတဲ့အတိုင်းပဲ Viber channel Telegram channel နဲ့ Facebook တွေမှာလာပြီးတော့မှဆက်သွယ်ပြီးတော့တောင်းခံပေးပါလို့ဆရာကတော့မြင့်တာရက်ခံမရစေ။ ठी ဆရာကိုဆက်သွယ်ခြင်းတယ်ပေါ့နော်။ဘာပဲလှုပ်ခြင်းလှုပ်ခြင်းဘေးရင်ပဲဟောခြင်းဟောခြင်း ठी ပဲထိုးခြင်းထိုးခြင်းတခုခုဆရာကိုတခုခုပြောခြင်းတယ်ဆိုရှင် Fiverr Telegram Facebook ကိုပဲဆက်သွယ်ပေးပါဒီ TikTok Messenger ကလုံးဝစကားပြောလို့မကောင်းလို့ပါเนาะအားအလေးကိုဆရာကမြေတားရက်ခံပါတယ် request လုပ်ပါတယ်เนาะကဲအဲ့တော့အောင်ကြပါစီနားမလည်တာရှိလို့ရှင်လည်းဆရာကိုပြန်ပြောပေးပါတီပေါက်ကာထာလေးပါဆရာတင်ကြားပေးပါမယ်မဏိဇောတာဗရမယာယတနာကာထာလေးပါတင်ကြားပေးပါမယ်เนาะငွေဝင်ကျန်းတဲ့အဋိဌံနေငွေဝင်ဈေးတဲ့ ပတိစိန်ကြီးနဲ့ဂါထာတော်ဒီဆရာတင် जा ပေးပါမယ်နော်လာတောင်းတဲ့သူတွေကိုဆရာတင် जा ပေးပါမယ်ထီပေါက်ဂါထာလည်းတင် जा ပေးမယ်မဏိဇောတာအင်မတန်မှစီးပွားတက်ဝင်ဝင်ကျမ်းတဲ့မဏိဇောတာပတိစိန်ကြီးကိုလည်းဆရာတင် जा ပေးပါမယ်နော်ကျေးဇူးများတင်ပါတယ်ဆရာတင် जा ပေးလိုက်ပါတယ်နော်ကျအာဒီနန်းခမ်းမွန်ညီမလေးမေကွန်းကနေပြီးတော့တခြားတပါးမိတ်ဆွေပထမဆက်တွေလည်းချိန်တက်မယ်လို့ထင်ပါတယ်เนาะကျေးဇူးများကြီးတင်ပါတယ်အောင်မြင်ကြပါစေစိတ်ချမ်းသာကြပါစေငကားဒိတ်ထန်အောင်ကြပါစေเนาะ